အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုမေးစရာတစ်ခုရှိရနော်အဲ့ဒါကတော့ကိုသားမိဘနေရာကိုရောက်လာရင်အရင်ကကိုအုပ်ထိန်ခံခဲ့ရတဲ့ပုံစံအတိုင်းကိုကလေးတွေကိုပြန်အုပ်ထိန်မလားဆိုတာပါပဲဒါမဟုတ်လို့ရှိရင် ပုံစံအစ်တစ်ခုနဲ့အုပ်ထိန်ပါလားကလေးတွေတော်တော်များကငယ်ဘဝစိတ်ဓာတ်ရာတွေကိုမိဘတွေဆီရဖြစ်ဖြစ်ဆရာဆရာမတွေဆီရဖြစ်ဖြစ်ပဝန်းကျင်ကလူတယောက်ကြောင့်ပဲဖြစ်ဖြစ်ရခဲ့ဘူးရဲ့သူကများတယ်ဒီစိတ်ဓာတ်ရာတွေနဲ့ပတ်သက်တဲ့အရာတွေကိုလည်းကိုယ့်ရဲ့ကလေးတွေပေါ်မှာလက်ဆက်ကမ်းမိတတ်ကြတယ် အဲ့လိုမျိုးပဲအစဉ်စဉ်လက်ဆင့်ကန်းရင်ကန်းရင်နဲ့မျိုးဆက်တစ်ခုလုံးအထိဒီစိတ်ဓာတ်ရအောင်မွေးမြူထားတယ်လို့မျိုးဖြစ်လာရတာကနေကိုယ့်ရဲ့လူအဖွဲ့အစည်းကိုပါထိခိုက်လာမီးရောကိုကဒီလိုအဖြစ်မခံကျင်မှုဆိုရင်ကောင်းမွန်တဲ့မိဘအုပ်ထိန်မှုနီလန်းတွေဖြစ်တဲ့ positive parenting system တွေရှိနေဖို့လိုတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာက positive parenting system ဆိုတာကြီးကအရန်ကျယ်ပြန့်တယ်လို့နားလည်နိုင်ဖို့လည်းခက်သေးတယ်။တေချာတာတစ်ခုကတော့လူတိုင်းမှာတူညီတဲ့အတွင်းစိတ်အလုပ်လုပ်ပုံတွေရှိရဲ့ဒါရီကိုအတုံးချပြီးတော့ ကိုယ့်ရဲ့ကလေးကိုပြုစုပြုထောင်မယ်ဆိုလို့ရှိရင်တော့ခုနကပြောတဲ့ positive parenting system ဆိုတာကိုရလာလိမ့်မယ်။အားလုံးသိထားရမယ့်ပထမဆုံးချက်ကတော့အပေါ်မှာပြောခဲ့သလိုပဲကိုယ့်ကလေးရဲ့အပြုမူတိုင်းကကိုယ်နဲ့လုံးဝသက်ဆိုင်နေရဆိုတာပါပဲ။ဒီတဲ့ပေါ်ပြီးတော့မြင်တာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ကလေးတယောက်ဆိုတာဘာမှမသိသေးတဲ့ဆက်ရုပ်လေးတယောက်လို့မျိုးလုံးထဲမှာမြင်အောင်ကြည့်လိုက်။အဲအဲ့ဒီဆက်ရုပ်လေးကဘယ်လိုပုံစံမျိုးနဲ့ပြောဆိုဆန်ရမလဲဆိုတာကိုသူ့နဲ့အနည်းဆုံးပတ်ဝန်းကျင်ကနေသင်ယူတာ။ ်အဲ့တော့နှွေးထွေးကျင်တာတက်တဲ့မိသားစုကနေတင်ယူလိုက်တဲ့ကလေးတွေအတွက်ကတော့သူတို့အရွယ်ရောက်လာရင်နှွေးထွေးကျင်တာကြတယ်အဲ့ဒါနဲ့ပြောင်းပြန်ပူပန်ကြောင်းကြတဲ့စိတ်တွေအကြောက်တရားတွေကိုအခြေခံတဲ့မိသားစုပတ်ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးတွေအတွက်ကတော့စိတ်ခံစားမှုပိုင်းမှာရောစင်ကျင်သုံးသက်တဲ့အပိုင်းမှာပါလိုအပ်ချက်တွေရှိလာတာကိုတွေ့ရတယ် ညာရှင်တွေရဲ့လ ీల ာချက်အရပြောရမယ်ဆိုလို့ရှိရင်ငငယ်တုန်းကအကြောက်တရားနဲ့အုပ်ချုပ်ခံရတဲ့လူငယ်တော်များအထူးသဖြင့်တော့အမားတစ်ခုလုံးမိရင်အရိုက်ခံအစော်ခံရတဲ့လူငယ်တွေပေါ့အသူတို့တွေကတာမန်ကလေးတွေထပ်ပို့ပြီးတော့အပြုတ်မှုတွေရိုင်းဆိုင်ကြတယ်လို့ဖော်ပြကြတယ်အမားတစ်ခုကိုဖြည့်ရှင်းဖို့ဆိုလို့ရှိရင်အသားနာအောင်လှုပ်လိုက်မှဒါမှမဟုတ်လို့ရှိရင်စိတ်ပိုင်းဆိုင်ရာနာကျင်အောင်လှုပ်လိုက်မှပြဿနာပြီးသွားတယ်လို့ထင်တာမျိုး ဘလို့ကိစ္စမျိုးမှမဆိုလို့ရှိရင်ပြဿနာရဲ့အရင်းမြစ်ကိုရှာဖို့ထက်ကိုကိုကိုဒါမှမဟုတ်တပားသူကိုပြစ်ပုံချပြီးတော့အသားနာအောင်လုလိုက်မှ နေသာထိုင်သာရှိသွားတာမျိုးပေါ့တခုခုဖြစ်သွားရင်သင်္ကန်းစာယူတက်ဖို့ထက်ကလေးကိုရိုက်ဖို့ပဲဦးစားပေးတဲ့မိဘတွေရဲ့လက်ထဲမှာကလေးတွေရဲ့စိတ်တွေကပြိုလဲခဲ့ရတယ်လေဒါရဲ့ရလက်ကတော့ရှင်းပါတယ်ကလေးနဲ့မိဘကြားမှာပွင့်လင်းမြင်သာမှုမရှိတော့ဘူးလိန်တက်လာမယ်ဥပမာကလေးကပထမတစ်ခါစော့ရင်နဲ့ပန်းအိုးကြွက်သွားတယ်ဒါကိုအမေရိုက်ပြီးတော့ဆုံးမတယ်ပေါ့ နောက်တစ်ခါဒီလိုအဖြစ်မျိုးကြုံလို့ရှိရင်အမေဝင်ပြောရဲတော့။ဒါလုံးမိတာပါသမီးလုံးမိတာပါဆိုတော့တာဝန်ယူမှုတာဝန်ခံမှုမရှိတော့ဘူး။ဒါနဲ့ဆက်ဆက်ပြီးတော့တစ်ခါက online ပေါ်မှာရည်စရာဟာတာလေးတခုတွေ့လိုက်မိသေးတယ်။အဲ့ဒါကတော့အိမ်မှာ TV ကွဲသွားတာကိုရှစ်နှစ်အရွယ်ကလေးကိုမေးတော့ဒါမလုပ်ဘူးလက်ကီးလုပ်သွားတာလို့ဖြေတယ်။ဟာအဲ့လက်ကီးဆိုတာကတော့အိမ်ရခွေးလေးကိုပြောတာနေမှာပေါ့။အဒီဖြစ်စဉ်ကိုကြည့်လို့ရှိရင်ကလေးကအရိုက်ခံရမှအစုခံရမှကိုတိလို့လိန်လိုက်မိရတကယ်တော့ကလေးကလိန်တတ်တာမဟုတ်ဘူး လိမ်မို့အတွက်တွန်းအားပေးခံရတာပဲအဲ့ဒီအချိန်ကျရင်ခလေးရဲ့တကယ်ခံစားချက်အမှန်ဘာလဲဆိုအောင်မိဘတွေအနေနဲ့မသိကြတော့ဘူးတယောက်ကြောင်းတယောက် မသိကြတဲ့အချိန်ကျရင်ဈားထဲမှာကဘာတွေချားသွားရောလीမိဘနဲ့တသမီးကြားမှာဒီလိုသားကဘာတွေချားနေလို့ရှိရင် အုတ်ထင်းမှုဆိုတာခက်ခဲသွားပြီဒီအကြောင်းကိုတော့ between parents and child ဆိုတဲ့စာအုပ်ထဲမှာလည်းဖော်ပြထားပြီးသားပါနော် တကယ်လို့ဖတ်ရသေးဘူးဆိုလို့ရှိရင်ကျမတို့ရွှေနှုတ် apps ထဲမှာဝင်ဖတ်လို့ရပါတယ်ပြီးတော့ကလေးအုံနာတို့ဆရာညီကိုရိုင်းရေးထားတဲ့ကျွန်တော်နဲ့ကလေးများတို့ဆိုရဲစာအုပ်မျိုးအဲထိရောက်တဲ့ကလေးထင်းကြီးတို့လိုမျိုးစာအုပ်တွေအများကြီးပါပဲဒါကြောင့်မို့လို့ကလေးရှိတဲ့မိဘတိုင်းဒါမှမဟုတ်လို့ရှိရင်တစ်ချိန်မှာမိဘနေရာကိုရောက်လာမဲ့သူတိုင်းဖတ်ကိုဖတ်ထားသင့်ပါတယ်ဒီတော့ခုနကကလေးလိန်နေဆိုရဲကိစ္စကိုဆက်သွားကြမယ်နော် တကယ်လို့ဒါမိဘတွေကကလေးအမားလုံးမိရင်အတူတူဆွေးနွေးပြီးတော့အဖြေရှာမယ်ဆိုလို့ရှိရင်တော့ဒီလိုမလိုလားအတဲကိစ္စတွေကဖြစ်လာစရာအကြောင်းမရှိပါဘူး။ဒါကြောင့်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ကလေးကိုရိုက်တာဟောက်တာမျိုးကရာဇဝတ်မှုမြောက်ပြီးတော့ထောင်ဒဏ်ချပိုင်ခွင့်လည်းရှိပါတယ်။အိုးကောင်းလို့ခြင်းရင် နာနာရရရဲဆိုရင်အဲ့ဒီနိုင်ငံကလူတွေမတိုးတက်တော့ဘူးဆိုတဲ့သဘောပေါ့ဒီလိုအကျန်းကြီးနဲ့ဆုံးမတတ်တဲ့အုတ်ထဲမှုရဲ့အောက်မှာနေရတဲ့ကလေးတရာမှာ90လောက်ကအနိုင်ကျင့်တတ်တဲ့ကလေးတယောက်ဖြစ်လာရဲဆိုအောင်ရောတိလား ။တကယ်တော့ကလေးတယောက်အနိုင်ကျင့်တက်လာတယ်ဆိုတာကဒီတစ်ချက်သေးတောင်တော့မဟုတ်ဘူး။နောက်ွယ်မှာအကြောင်းရင်းတွေကအများကြီးရှိတယ်။ဒါတွေကတော့ကလေးရှိမှရန်ဖြစ်တာ။အော်ဟစ်တာ။မိမတွေကကလေးရှိမှအမြဲရန်ဖြစ်နေတာ။အော်ဟစ်ဆဲဆိုနေရမျိုးတွေဆိုရင်ကလေးကအဲ့လိုပြုမှုပုံတွေကိုပုံမှန်လို့မြင်လာပြီးတော့သူကိုယ်တိုင်လည်းပြဿနာဖြစ်တိုင်းအော်ဟစ်တာမျိုးရန်ဖြစ်တာမျိုးတွေလုပ်တက်လာပါတယ်။ကလေးကိုပြစ်တင်ပြောဆိုတတ်တာ။နင်ကဘာမှမတော်ဘူး။နင်ကတုံးလိုက်တာ။အဲ့လိုမျိုးအမြဲတမ်းပြစ်တင်ပြောဆိုခံရတဲ့ကလေးတွေက တို့ကိုယ်တို့တန်ဖိုးမရှိဘူးလို့ခံစားလာရပြီးတော့ဒီစိတ်တွေကိုတခြားသူတွေကိုပြန်အနိုင်ကျင့်ပြီးတော့ဖျက်ပြောက်တတ်ကြပါတယ်။မိဘစီကဂယူဆိုင်မှုကိုမခံရတာမျိုးမိဘတွေကအလုံများပြီးတော့ကလေးပေါ်ဂယူမဆိုင်နိုင်တဲ့အခါမှာကလေးကအာယုံဆိုင်ခံရဖို့အတွက်စိုးတွမ်းတာအနိုင်ကျင့်တာမျိုးတွေလုံလာတတ်ကြပါတယ်။ကိုယ်တိုင်အနိုင်ကျင့်ခံရတာအကိုအမဒါမဟုတ်ပဝန်းကျင်ကမိတ်ဆွေအပေါင်းအသင်းတွေစီကနေကိုယ်တိုင်အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာဆိုရင်သူတို့ခံစားရတဲ့နာကျင်မှုဒေါသတွေကို တခြားပို့ပြီးတော့အားနေတဲ့ကလေးတွေပေါ်မှာပြန်ပြီးတော့အနိုင်ကျင့်တတ်ကြပါတယ်။နောက်တစ်ခုကတော့အာယုံဆိုင်ခံကျင်တာ။တချို့ကလေးတွေကြတော့အာယုံဆိုင်ခံရကျင်လို့လူအများကြီးမှာပပူလာဖြစ်ကျင်လို့အနိုင်ကျင့်ကြတာများပါတယ်။သူတို့ကအနိုင်ကျင့်လိုက်ရင်တခြားကလေးတွေပေါ်လွှမ်းမိုးနိုင်တဲ့အာနာရှိရလို့ခံစားရတတ်ကြပါတယ်။နောက်ဆုံးတစ်ခုကတော့အနိုင်ကျင့်တာကို ပုံမှန်လို့မြင်တတ်တာ။တချို့ကလေးတွေကြတော့အနိုင်ကျင့်တဲ့ပြုမှုတွေကိုပုံမှန်လို့ထင်တတ်ကြပါတယ်။ ပဝန်းကျင်မှာဒါမျိုးတွေမကြခဏမြင်တွေ့နေရရင်တာမန်လုံရိုးလုံဆင်းလို့ပဲမှတ်ယူတတ်ကြတာကမဆန်းပါဘူးနော်။ဒီအကျင့်ကကြီးတဲ့အထိပါသွားရင်လူမှုဆက်ဆံရေးမှာထိခိုက်လာနိုင်တယ်။အနိုင်ကျင့်ခံရတဲ့ကလေးမှလည်းစိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ရရှိမှာစိုးရင်စိတ်များတာမျိုးစိတ်ကြယောဂါရတာမျိုးလူမှုဆက်ဆံရေးမှာအခက်အခဲရှိရာမျိုးတွေထိဖြစ်လာနိုင်ပါတယ်။ငယ်စဉ်တုန်းကအနိုင်ကျင့်ခံခဲ့ရဘူးတဲ့ကလေးအယောက်တရာမှာ20လောက်ကအသက်ကြီးပြင်လာတဲ့အခါစိတ်ပိုင်းဆိုင်ရာယောဂါပြဿနာတွေကိုခံစားရလေးရှိရဲ့လို့ပညာရှင်တွေကပြောထားတယ် အနိုင်ကျင့်ခံခဲ့ရတဲ့ကလေးတွေမှာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတွေမကပဲအတွင်းစိတ်ထဲမှာကိန်းအောင်းနေတတ်တဲ့စိတ်တံရတွေရသွားနိုင်တယ်။အနိုင်ကျင့်ခံရလို့ဖြစ်တဲ့စိတ်တံရတွေထဲမှာအဖြစ်များတတ်တဲ့တစ်ခုကတော့တိမ်ငယ်စိတ်ဝင်တာပဲဖြစ်ပါတယ်။ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ကလေးတွေဟာသူတို့ကိုယ်သူတို့တခြားရွယ်သူကျောင်းသားတွေထက်ရုပ်ပိုင်းအသွင်ပြင်ခန္ဓာကိုယ်ပိုင်းလူမှုအဆင့်အတိုင်းပိုင်းတွေမှာနှိမ့်ကြတယ်လို့ခံစားရတတ်ပြီးတော့အနိုင်ကျင့်တဲ့ကလေးတွေရဲ့ပြောစကားကိုစိတ်ထဲယုံကြည်လာတတ်ပါတယ်။ တစ်ဖက်အနိုင်ကျင့်တဲ့ကလေးကရုပ်ဆိုးလို့အရက်ပူးလို့စကားထစ်လို့စသဖြင့်ပုံပန်းအသွင်ပြင်နဲ့အားနည်းချက်ကိုပုတ်ခတ်ပြောဆိုတာပဲဖြစ်ဖြစ်အိမ်ရဲ့ငွေရေးကြေးရေးအခြေအနေကိုကဲ့ရည်ပြီးတော့တယောက်တည်းတည်သက်ဖယ်ကျင်ထားတာပဲဖြစ်ဖြစ်အနိုင်ကျင့်ခံရတဲ့ကလေးရဲ့စိတ်ထဲမှာသူကိုယ်တိုင်ကမပြည့်စုံလို့အနိုင်ကျင့်ခံရတဲ့နဲ့လို့လက်ခံယုံကြည်လာတတ်ပါတယ်နောက်တစ်ခုကတော့စိတ်ဖိစီးတာဖြစ်တတ်တယ်အနိုင်ကျင့်တတ်တဲ့ကလေးတွေကနောက်ထပ်ဘဲအချိန်မှအနိုင်ထက်ကျင့်ရမလဲဆိုတာကိုပဲတွေးပူနေကြပါတယ် ဒီလိုတွေးပူနေရတာတွေကြောင့်အချိန်ကြာလာတဲ့အခါစိတ်ဖိစီးမှုတွေနဲ့စိတ်ကြယောဂါတွေကိုခံစားလာရတတ်တယ်။ညာဘက်အိတ်တဲ့အခါမှာလည်းအဲ့ဒီစိတ်ဖိစီးမှုကြောင့်ကောင်းကောင်းအိတ်မပြောတာအိတ်မဆိုးတွေမတ်တာမျိုးတွေဖြစ်လာနိုင်တယ်လို့စားကျင်တောက်ခြင်းစိတ်ပြောက်တာတွေလည်းခံစားရနိုင်ပါတယ်။ပြီးတော့အောင်းနေပြောပြီးစာတော်ရမယ်ဆိုတာကြီးကအဲ့ဒီစိတ်ဖိစီးမှုတွေကြောင့်ပဲအောင်းစာတွေကိုလိုက်ရမီတော့ဘူးအမတ်တွေအဆင့်တွေကျလာတတ်တယ်။ပြီးတော့အနိုင်ကျင့်တဲ့ကလေးတွေနဲ့ဝဝေးနေကြတာကြောင့်အောင်းခိုးစင်တာတွေအောင်းမသွားတော့တာတွေလည်းဖြစ်လာတတ်တယ်။ နောက်ပြီးတော့အနိုင်ကျင့်ခံရတဲ့ကလေးတော်များကတီးတက်နေတဲ့အကျင့်ရှိလာတယ်။တငယ်ချင်းတွေလည်းမရှိကြတော့သလိုအိမ်တွင်းအောင်းနေတဲ့ကလေးတွေဖြစ်သွားနိုင်တယ်။အဲ့ဓာတွေကပြဿနာမရှိဘူးလို့ထင်ရပေမဲ့ကိုသားသမီးလူရမဝင်တာကိုဘယ်မိဘကလိုချင်ကြမှာလဲ။ဒီလိုကလေးတွေကသူတို့ခံစားနေရတာကိုမိဘဆရာတွေကပြောရဲကြဘူး။ပြောရင်နောက်ထပ်အနိုင်ထက်ကျင့်ခံရမှာကိုကြောက်ကြသလိုသူတို့ခံစားချက်ကိုလည်းဘယ်သူမှအရေးမဆိုင်ကြမှာကိုစိုးရိမ်လို့လည်းပါပါတယ်။တချို့ကလေးတွေကတော့တမျိုး အနိုင်ကျင့်တာကိုငြိမ်မခံပဲပြန်လုပ်တတ်တဲ့ကလေးတွေဒီကိစ္စကအထူးသဖြင့်မိဘတွေနဲ့ဆိုင်နေအနိုင်ကျင့်ခံရရင်ပြန်လုပ်လာခဲ့ကျန်တာနောက်မှရှင်းမယ်ဆိုတဲ့မိဘတွေကိုပြောချင်တာပါမိဘတယောက်ရဲ့အတွေ့အရဆိုရင်တော့မှန်တာပေါ့ကိုသားသမီးအနိုင်ကျင့်ခံရတာမလို့ကျင်ကြလို့ဒီလိုမျိုးဆုံးမကြတာဒါပေမဲ့ဒီစိတ်ကကိုယ့်ကလေးကိုပျက်စီးစေနိုင်သေးတယ်ဆိုတာတော့မတွေးမိကြဘူးလေဥပမာမောင်မောင်ဆိုတဲ့ကလေးကပထမတော့အနိုင်မကျင့်တတ်ဘူးသူ့အဖေဖြစ်သူက ငါသားအနိုင်ကျင့်တာခံရရင်ပြန်လုလာခဲ့မဟုတ်လို့ရှင်မင်းတို့ငါအရင်ရိုက်မှာဆိုပြီးတော့အမြဲဆုံးမတတယ်တရက်ကျောင်းမှာအနိုင်ကျင့်ခံရတော့မမောင်တယောက်သူ့ဖေစီမှာအရိုက်ခံရမှာဆိုလို့ပြန်လုပါလေဒီလိုတစ်ချိန်တစ်ချိန်ဖြစ်လာတော့မမောင်တယောက်ရမ်းဖြစ်လာတာပုံမှန်ဖြစ်လာတယ်အဲ့ကနေနောက်ပိုင်းအနိုင်ပြန်ကျင့်တဲ့သူကမမောင်ဖြစ်လာတော့တာပဲဆိုတော့ဒီနီးကကလေးတိုင်းနဲ့အဆင်မပြေဘူးဆိုတာသိတာတယ်ဒါကြောင့်အနိုင်ကျင့်ခံရရင်ဆီယာမနဲ့တိုင်ဖို့မိဘနဲ့ပြန်ပြောဖို့သူတို့နဲ့ခက်ဝဲဝဲနေဖို့သင်ပေးရမယ် ကလေးကအနိုင်ကျင့်ခံရတဲ့အကြောင်းပြန်ပြောပြရင်လည်းပေါ့ပေါ့မတွေးဘဲနဲ့ပြဿနာကိုသေချာနားလည်အောင်ကြိုးစားရမယ်။အနိုင်ကျင့်တဲ့ကလေးမိဘတွေနဲ့တိုင်ပင်ရမယ်။ဒီအကြောင်းကိုမပြောခင်မှာကလေးရှိရမိဘတွေတော်တော်များကိုမေးမိပါတယ်။ကိုယ့်ရဲ့သားသမီးတွေကိုဘယ်လိုမြင်ကျင်ကြလဲဆိုရမေးကောအဖေကတော့ပုံစံမျိုးစုံကွဲပြားနေကြရမယ်။အတိတ်ပဲတရားမှုကတော့အတူတူပါပဲ။ဂယုတဆိုင်နေတတ်တဲ့သူ၊မေတ္တာတရားကြီးမားတဲ့သူ၊အယံတော်တဲ့လူ၊ကြိုးစားတဲ့လူ၊တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့လူဒါမျိုးတွေပေါ့။ ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်မိဘတိုင်းကကိုယ့်ရဲ့တာသမီတွေပေါ်မှာမျောလင့်ချက်ကြီးကြီးတွေထားပြီးတော့ချစ်ပေးနေကြရဲဆိုတာကသိတာပါတယ်။ဒါပေမဲ့တို့တတိမထားမိခင်မှာပဲတို့ရဲ့မျောလင့်ချက်တွေကိုတို့ကိုယ်တိုင်ပဲပြန်ချိုးဖြတ်နေမိကြတယ်။အထူးသဖြင့်လွဲမားနေတဲ့အုတ်ထိန်မှုပုံစံတွေနဲ့ပေါ့ဒီနေရာမှာလွဲမားနေတဲ့အုတ်ထိန်မှုပုံစံဆိုတာဘယ်လိုမျိုးလဲဆိုတာကိုမိဘအများစုမှာတွေ့မြင်နေကြရတဲ့ပုံစံတချို့နဲ့ဥပမာပြချင်ပါတယ်။နံပါတ်၁ကတော့အမိန်ပေးတဲ့အုတ်ထိန်မှုပုံစံမျိုးပါ။ ငါမိပါပဲငါလူကြီးပဲပြန်ပြောနဲ့ငါခိုင်းတာလို့ငါပြောရနားထောင်ဆိုတဲ့မိပါမျိုးကိုဆိုလိုချင်တာပါကိုကအလုတ်ကပင်ပန်းလာတဲ့အချိန်မှာဟဲ့ဟုတ်ကောင်ငါ့ကိုရေတစ်ခွက်ယူပေးစမ်းဆိုပြီးတော့အမိန်ပေးခိုင်းစေတတ်တာက ကလေးကိုအကြောက်တရားနဲ့စိုးရိမ်မှုကလွှမ်းမိုးသွားစေနိုင်တယ်နံပါတ်1ကတော့ကိုပြောတာကိုပဲလှုပ်ခိုင်းတဲ့အုတ်ထင်းမှုပုံစံဒါကတော့အပေါ်ကအချက်လိုမျိုးအမိန်ပေးခိုင်းစေရဆိုပေမဲ့ကိုဖြစ်စေခြင်းတဲ့အတိုင်းပုံစံကွက်ထဲဆွဲထည့်တာမျိုးပြောချင်တာပါကလေးကစိတ်ပါပါမပါပါလှုပ်ဟက်သွားဟက်နဲ့ အမြဲတွန်းပို့နေတတ်တဲ့မိဘမျိုးကိုကကောင်းစေချင်လို့လုပ်တာပဲဒါပေမဲ့ကလေးရဲ့စိတ်ခံယူချက်နဲ့မိဘတွေတွန်းပို့နေတဲ့နေရာကမအပ်ဆပ်ဘူးဆိုရင်နောက်ဆုံးခံရမှာကကိုကလေးပဲဆိုတော့မမေ့ပါနဲ့နော်နံပါတ်3ချက်ကတော့နှိုင်းရှင်တက်တဲ့အုတ်ထိန်မှုပုံစံတွေအထူးသဖြင့်နေ့တငယ်ချင်းကိုကြည်စမ်းအစင့်တရတယ်နေရတော့ဘိတ်ချီးပဲတုံးလိုက်တာညံ့လိုက်တာသူ့ကိုရှစ်ခိုးရမယ်ဆိုတာမျိုးတွေပေါ့ဒီကိစ္စကကိုရဲ့ကလေးကိုတိမ်ငယ်စိတ်တွေအားငယ်စိတ်တွေကိုမိဘတွေကိုယ်တိုင်ကဆွဲထည့်ပေးလိုက်တာနဲ့အတူတူပဲ။ နံပါတ်၄ချက်ကတော့အရာရာဝင်ပါတတ်တဲ့အုတ်ထိန်မှုပဲကလေးပါပဲလုံးလုံးနောက်ကနေလိုက်လုပေးနေရအောင်ဆိုလိုချင်တာပါထမင်းစားလဲခူးခတ်ပြီးသားစားပြီးလို့ရှင်လဲပကံ စီးပြီးသားကြောင်းသွားလို့ရှင်လဲအင်ဂျီစားအုပ် ready အဲ့ရင်လဲအရာခင်းတာ ready ဟုတ်ပါတယ်မိဘတွေကသားသမီးတွေကိုချစ်တာကိုသိတယ်ဒါပေမဲ့ကိစ္စတသေးလေးတွေကြာလို့ရှင်လွတ်ထားပေးလိုက်ကြပါဒါမှသာနောက်ပိုင်းကိစ္စအကြီးကြီးကိုကင်တွယ်ရတဲ့အခါကိုအားကိုကိုပြီးကြော်ဖြတ်ဖို့အတွက်အစင်သင့်ဖြစ်နေပါလိမ့်မယ် ။နံပါတ်5ချက်ကတော့အလိုလိုက်လုံးတဲ့ပုံစံမျိုးပဲ။ကလေးကဘာပဲလိုချင်ချင်နှစ်ခါမစင်စားပဲဝယ်ပေးတာ။အမားလုံးမိတိုင်းလည်းကာစည်းကာစည်းနဲ့အကဲပို့ပြီးတော့ရှိနေလိုက်ပေးတတ်တာ။အလိုလိုက်တာလိုက်လို့ရပါတယ်။တချို့ကလေးတွေကအလိုလိုက်မှအဆင်ပြေတာမျိုးတွေရှိတယ်။ဒါပေမဲ့လူရာထက်ပို့ပြီးတော့လွန်သွားရင်တော့ကလေးကကိစ္စတိုင်းကိုခပ်ပပော့ပဲတွေးမိတော့တယ်။ဒါတွေကအတွေ့ရဆုံးအုတ်ထိန်မှုပုံစံအမားတွေပါပဲ။ဆိုတော့ဒီလိုအမားတွေမဖြစ်ဖို့ကဓာရီနဲ့စန့်ကျင်ဘက်နီလန်းတွေကိုတုံးဖို့လိုမယ်။ မကောင်းတာကိုပယ်ပြီးကောင်းတဲ့နိလန်းတွေနဲ့ဆုံးမမှမိဘပိတာမှလေငငယ်ရဖတ်ခဲ့ဘူးတဲ့မိဘကျင့်ဝတ်ထဲမှာတော့မကောင်းမြတာကောင်းရညွန်လက်အတက်တင်စီပေးဝေနှီးရင်ဆိုရချက်ကပါနေရပဲမဟုတ်လားဒီတော့ကိုယ့်ရဲ့သားသမီးတွေကိုတော်လာအောင်လို့လမ်းမှန်ရအောင်မကောင်းတာတွေကိုတားဖို့လိုတယ်တားတယ်ဆိုရနေရမှာလဲမိဘတွေအတွက်အရန်အသုံးဝင်မဲ့စိတ်ပညာတစ်ခုကိုမျှဝေပေးခြင်းနဲ့အဲ့ဒါကတော့ positive reinforcement လို့ခေါ်တဲ့အကောင်းဘက်ကိုမြင်အောင်ပြောတာပါပဲ။ ကလေးတွေကမဟုတ်ပါဘူးလူတိုင်းကမလုံနဲ့လို့တားထားရင်ပို့ပြီးတော့လှုပ်ချင်တတ်ကြတာတဘာဝပဲလေအဲဒါကြောင့်မလုံနဲ့လို့ထည့်ပြောမယ်စာအဲ့ဒါရဲ့စန့်ကျင်ဘက်ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပေါ်လွင်အောင် ပြောတတ်တာမျိုးကို positive reinforcement လို့ခေါ်ပါတယ်ဥပမာအိမ်ပေါ်မှာမပြေးနဲ့နော်လို့ပြောမယ်စာမမေတို့အိမ်ပေါ်မှာဆိုလို့ရှိရင်ဖြည်းဖြည်းလေးပဲလမ်းလျှောက်ကြမယ်နော်ဆိုတဲ့ပုံစံမျိုးစာကြည့်လိုက်ထဲရောက်ရင်အတန်အကျဲကြီးမပြောရဘူးနော်လို့ပြောမယ်စာစာကြည့်လိုက်ထဲရောက်ရင်အတန်တိုးတိုးလေးပဲပြောကြရအောင်ဆိုတဲ့သဘောပေါ့ ဒါမကောင်းတာတွေကိုမလုပ်နဲ့လို့ပြောမဲ့အစားကောင်းတဲ့အကျင့်လေးတွေကဘာလဲဆိုတာသူတို့အလိုလိုသိသွားအောင်လုပ်တဲ့နည်းတစ်ခုပါပဲတကယ်လို့ကလေးတွေကမေ့ပြီးတော့ကိုပြောထားတဲ့ကြားကလုံးမိတဲ့အချိန်တွေမှာလည်းဒီလိုပုံစံမျိုးနဲ့ပဲပြန်ပြီးတော့သတိပေးလို့ရတယ်အဲ့ဒီအချိန်ကျရင်ကလေးရလိုက်လို့လို့ရှိရင်သူ့ကိုချီကျူးပေးလိုက်ပါချီကျူးတော့မကြိုက်တဲ့သူဆိုတာမရှိဘူးလीနော်တကယ်တော့လူတိုင်းကတယောက်နဲ့တယောက်ကမတူကြဘူးကံချင်းလည်းမတူကြသလိုညံချင်းလည်းမတူကြဘူး သူတို့တွေကငောင်းမော်နဲ့အသက်ရှင်တန်ဖို့ကကလေးကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုကိုလို့တို့လိုပဲပဝန်းကျင်နဲ့မိဘတွေစီကနေပံ့ပိုးမှုကလိုအပ်တယ်။တငါနာနီးတငါမုတ်ဆိုးနာနီးမုတ်ဆိုးဆိုသူလိုပဲပေါ့။ကောင်းမော်နဲ့အတိုင်းဝိုင်းတစ်ခုကိုဖန်တီးဖို့ဆိုတာကတော့ကျမတို့မှာတာဝန်ရှိတယ်လို့ကိုကလေးကိုအနာဂတ်ရဲ့တာကောင်းရတနာဖြစ်လာစေဖို့လည်းတာဝန်ရှိပါတယ်။ဒီဗီဒီယိုထဲမှာပြောထားတဲ့အကြောင်းအရာတွေကတော့မိဘတွေအတွက်ကောင်းမော်နဲ့အုတ်ထိန်မှုပုံစံရှိလာအောင်လို့ဘယ်လိုအချက်တွေကိုလိုက်လုပ်သင့်လဲဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာအရေးကြီးဆုံးအချက်ကကလေးတွေရဲ့လက်ဦးစရာဆိုတာမိဘတွေပါပဲ။ဒါကြောင့်ကလေးရဲ့ရှေ့မှာကိုကဘလို့ပြုမှုပြောဆိုရဲဆိုတာကကလေးတယောက်ရဲ့အကျင့်စရိုက်ကိုအဆုံးဖြတ်ပေးလိုက်တာနဲ့တူတယ်။ကို့အနေနဲ့ကလေးကိုဘလို့ပုံစံနဲ့မြင်ကျင်လဲဆိုတာကိုကကလေးရှေ့မှာဘလို့ပြုမှုနေထိုင်တယ်။ကလေးကိုဘလို့ပြောဆိုဆန်လဲဆိုတာပေါ်မှာအများကြီးမူတည်နေရဆိုတော့ဖေဖေမေမေတို့အနေနဲ့အသေးစိတ်ကအစသတိထားတင်နေနော်။ အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကမိဘတွေဒါဆိုလို့ရှင်ကိုယ့်ရဲ့ကလေးကိုဘယ်လိုပြုစုစောင့်ရှောက်နေလဲတကယ်လို့အခုလောလောဆယ်တော့မိဘမဟုတ်သေးဘူးဒါပေမဲ့တိတ်မကြခင်မှာမိဘတွေနေရာရောက်တော့မယ်ဆိုတဲ့လူတွေအနေနဲ့ရောဘယ်လိုပုံစံမျိုးနဲ့စောင့်ရှောက်ဖို့တွေးထားလဲဆိုတာကိုကွန်မန့်ထဲမှာဖြေသွားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဗီဒီယိုကိုအဆုံးသတ်လိုက်ပါစေရှင် ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။